မင်္ဂလာပါပရိသတ်ကြီးဒီနေ့ကျမပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ကျမတို့ရဲ့ဘဝကိုပုံပြီးအသေးပဲရှိစေမယ့်ပုံပြီးပြည့်စုံစေမယ့်အချက်ရှိချက်အကြောင်းပဲဖြစ်ပါတယ်ဒီအချက်လေးတွေက ကျမတို့ရဲ့ဘဝကိုပုံပြီးတန်ဖိုးရှိစေပြီးပုံပြီးပျော်ရွှင်စေမှာပါ ကဲဘာရင်းများဖြစ်မလဲဆိုတာလေးလာကြည့်လိုက်ရအောင်နံပါတ်1စစ်မှန်မှုရှိခြင်း ပထမဆုံးအနေနဲ့စစ်မှန်မှုရှိခြင်းပါကျမတို့ဟာကိုယ့်ရဲ့အစ်စ်မှန်ပုံစံကို ဖုံးကွယ်ပြီးဘယ်သူ့ကိုမှအတူယူစရာမလိုပါဘူးကိုဟာကိုဖြစ်နေဖို့အရေးကြီးပါတယ်ဥပမာအချို့လူတွေကသူတို့ရဲ့အစ်စ်မှန်စိတ်ခံစားချက်တွေကိုဖုံးကွယ်ပြီးတခြားသူတွေရဲ့မျှော်လင့်ချက်တွေနဲ့ကိုက်ညီအောင်နေထိုင်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုနေထိုင်ခြင်းက ရေရှည်မှာပျော်ရွှင်မှုကိုမပေးနိုင်ပါဘူးကိုယ့်ရဲ့ဝါသနာ ို့ရဲ့အားသာချက်အားနည်းချက်တွေကိုလက်ခံပြီးကို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရှောက်လှမ်းမှုအရေးကြီးပါတယ်။နံပါတ်1ကျင်နာမှုရှိခြင်းဒုတိယချက်ကတော့ကျင်နာမှုရှိခြင်းပါပဲ။လူတိုင်းကိုကျင်နာစွာဆက်ဆံမှုလိုအပ်ပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်လေးစားမှုရှိဖို့ကူညီဖေးမှဖို့အရေးကြီးပါတယ်။ ဥပမာလမ်းမင်းမှာဒုက္ခရောက်နေတဲ့သူကိုကူညီတာအလုံးမှာအခက်အခဲရှိနေတဲ့လုပ်ပေါ်ကံဘက်ကိုအားပေးတာမိသားစုဝင်တွေကိုနှွေးထွေးစွာဂရုစိုက်တာတွေဟာကျင်နာမှုရဲ့တာရကတွေပါဒီလိုလိုရက်တွေကလူအဖွဲ့အစည်းကိုပို့ပြီးနှွေးထွေးစေပြီးပို့ပြီးတာယာစေပါတယ်နံပါတ်3အကောင်းမြင်စေရှိခြင်းတတိယအချက်ကအကောင်းမြင်စေရှိခြင်းမှာဘဝမှာအခက်အခဲတွေ စိန်ခေါ်မှုတွေအများရှိနေမှာပါ။ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကိုအကောင်းမြင်စိတ်နဲ့ရင်ဆိုင်မှုလိုအပ်ပါတယ်။ဥပမာအလုပ်ပြုတ်သွားတဲ့အခါစိတ်ကြကြမဲ့စားအဲ့ဒီအခြေအနေကိုအခွင့်အရေးတစ်ခုအဖြစ်ရှုမြင်ပြီးအလုပ်အသစ်ရှာဖွေတာစီးပွားရေးသစ်စတင်တာတွေလှုပ်ဆောင်နိုင်ပါတယ်။အကောင်းမြင်စိတ်ရှိခြင်းကကျမတို့ကိုပို့ပြီးခံနိုင်ရှိစေပြီး ပို့ပြီးအောင်မြင်စေပါတယ်။နံပါတ်၄ စာနာစိတ်ရှိခြင်းစတုဒ္ဓအချက်ကစာနာစိတ်ရှိခြင်းမှာတခြားသူတွေရဲ့ခံစားချက်တွေကိုနားလည်ဖို့သူတို့ရဲ့နေရာမှာ ကိုချင်းစာကိုလိုအပ်ပါတယ်ဥပမာတငငချင်းတယောက်ကဝမ်းနေစရာအကြောင်းတစ်ခုကိုပြောပြတဲ့အခါသူ့ရဲ့ခံစားချက်တွေကို နားလည်ပေးပြီးနှစ်သိမ့်ပေးတာပါအခက်အခဲရှိတဲ့သူကိုကူညီဖို့ကြိုးစားတာတွေဟာစာနာစိတ်ရဲ့တာရကတွေပါစာနာစိတ်ရှိခြင်းကဆက်ဆံရေးတွေကိုပိုပြီးခိုင်မာစေပြီး ပို့ပြီးနားလည်မှုရှိစေပါတယ်။နံပါတ်5ကျေးဇူးတည်တတ်မှုရှိခြင်းပြစ်စမချက်ကကျေးဇူးတည်တတ်မှုရှိခြင်းမှာ ကျမတို့ရဲ့ဘဝမှာရရှိထားတဲ့အရာတွေအတွက်ကျေးဇူးတင်တတ်ဖို့လိုအပ်ပါတယ်။ဥပမာ မနက်တိုင်းအိပ်ရာကထားတဲ့အခါကျန်းမာရေးကောင်းမှုလို့ကျေးဇူးတင်တာမိသားစုနဲ့အတူအချိန်ဖြုန်းရလို့ကျေးဇူးတင်တာ အလုံးမှာအောင်မြင်မှုရလို့ဂျေစုတင်တာတွေဟာဂျေစုတည်ရမှုရဲ့တာရကတွေပါသိငယ်တဲ့အရာလေးတွေအတွက်တောင်ဂျေစုတင်တတ်တဲ့အခါဘဝမှာပိုပြီးပျော်ရွှင်နိုင်ပါတယ်နံပါတ်6ခွင့်လွှတ်ခြင်းစတ္တမချက်ကခွင့်လွှတ်ခြင်းပါအတိတ်ကနာကျင်စရာအတွေ့အကြုံတွေကိုခွင့်လွှတ်ဖို့လိုအပ်ပါတယ်။ဥပမာငငယ်ကမိဘတွေရဲ့အမှားကိုခွင့်လွှတ်တာ ချစ်သူဟောင်းရဲ့တစ္ဆာဖောက်မှုကိုခွင့်လွှတ်တာတွေဟာခွင့်လွှတ်ခြင်းရဲ့တာရကတွေပါခွင့်လွှတ်ခြင်းဟာကျမတို့ကိုလွတ်မြောက်စေပြီးပို့ပြီးငြိမ်းချမ်းစေပါတယ်နံပါတ်9နှိမ့်ချမှုရှိခြင်းတတ္တမချက်ကနှိမ့်ချမှုရှိခြင်းမှာကျမတို့ရဲ့အောင်မြင်မှုတွေကို နှိမ့်ချစွာလက်ခံဖို့လိုအပ်ပါတယ်ဥပမာအလုံမှာယာရုတိုးတဲ့အခါကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုအတိအမှန်ပြုပေမဲ့ အခြားလူတွေရဲ့ပံ့ပိုးကူညီမှုကိုလည်းမမေ့တာအောင်မြင်မှုတွေရလို့မောက်မှမနေပဲဆက်ပြီးစ조사တာတွေဟာနှိမ်ချမှုရဲ့တာတကတွေပါနှိမ်ချမှုကကျမတို့ကိုပို့ပြီးလေးစားခံရစေပြီးပို့ပြီးချစ်ခင်ခံရစေပါတယ်နံပါတ်၈ဖြောင့်မတ်မှန်ကန်မှုရှိခြင်းနောက်ဆုံးချက်ကဖြောင့်မတ်မှန်ကန်မှုရှိခြင်းပါကျမတို့ရဲ့လုပ်ရတိုင်းမှာဖြောင့်မတ်မှန်ကန်မှုလိုအပ်ပါတယ် ဥပမာ အလုတ်မှာအမားလုတ်မိတဲ့အခါဝန်ခံတာဂတိပေးထားရင် တီအောင်လုတ်တာမယိုးသားတဲ့နီလန်းနဲ့အောင်မြင်မှုကိုမရှာတာတွေဟာဖြောင့်မတ်မှန်ကန်မှုရဲ့တာရကတွေပါဖြောင့်မတ်မှန်ကန်ခြင်းဟာကျမတို့ကိုယုံကြည်မှုရှိစေပြီးပိုပြီးလေးစားခံရစေပါတယ်ကဲပရိသတ်ကြီးဒီအချက်ရှိချက်ကိုလိုက်နာပြီးကျမတို့ရဲ့ဘဝတွေကို ပိုပြီးအသေးပြည့်ရှိအောင် ပိုပြီးပြည့်စုံအောင်တိဆောက်ကြရအောင်နောက်ဗီဒီယိုတွေမှာလည်းပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ပြန်လာခဲ့ပါဦးမယ်ကျေးဇူးတင်ပါတယ်